အားလုံးပဲမင်္ဂလာပါခင်ဗျာ MPA သတင်းဌာနရဲ့ဒီကနေ့အော်တိုဘာလ12ရက်ညနေပိုင်းအထိရရှိထားတဲ့အထူးခြားဆုံးသတင်းတွေကိုကျွန်တော်ခင်ဗျာကတင်ဆက်ပေးပါရုံနဲ့နောက်ဆုံးရထိုက်တန်သတင်းတွေထဲအာဆာ RSO ကိုစစ်ကော်မရှင်အပြင်ဘင်္ဂလားဒေ့ရှ်နေချာဆောင်တပ်ကပါကူညီနေရလို့အေထက်ပြောတဲ့သတင်းစတားလင်တုံးနဲ့အိမ်ကိုအင်အားသုံးဝင်ဖမ်းခဲ့တဲ့ MD1 PDF ပြည်သူ့ရဲ့ဝေဖန်မှု မြင့်တက်နေတဲ့အကြောင်းကိုရီးယားရှင်းဝင်နဲ့တိဆောက်တဲ့ဒလတထားကို နိုင်ငံတော်ဘန်ဒာအတုံးပြူလာလို့လိန်ပြောလာတဲ့မင်းအောင်လိုက်ယတနာနဲ့ဇော်တိကစီမံကိန်းကနေတဘွားတန်းခွဲတွေတိုးထုတ်ဖို့ကြံနေရထိုင်းချေဆိုင် PTT EP ကုမ္ပဏီလူမှုကွန်ရက်မှာလူတကာကိုတိုက်ခိုက်နေတဲ့တမီဆိုလေစိတ်မှာစစ်တပ်ဖမ်းဆီးမှုကိုခံရတဲ့တွင်ပါကစ္စတန်နဲ့တာလီဘန်တို့တိုက်ပွဲတွေပြန်လည်ဖြစ်ပွားလာတဲ့အကြောင်းအဲ့လို တနစ်တာထူးခြားဆုံးဖြစ်ခဲ့တဲ့ပြည်တွင်းပြည်ပသတင်းတွေကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ် ညနေပိုင်းရရှိထားတဲ့ထိတ်တန့်သတင်းတွေအထက်က အာဆာ RSO ကိုစစ်ကော်မရှင်အပြင်ဘင်္ဂလားဒေ့ရှ်နေရှားဆောင်တပ်ကပါ ကုညင်နေရလို့အေအေထက်ပြောတဲ့သတင်းကိုပြောပြပေးပါမယ်။ဘင်္ဂလားဒေ့ရှ်နဲ့အာရခနေဆက်တခြားမှာအာဆာ RSO အကြမ်းဖက်အဖွဲ့တွေဟာနေဆက်ဖျက်ကျော်စစ်ရင်လှုပ်ရှားမှုအကြမ်းဖက်မှုတွေပြုလုပ်နေရလို့အာရခတပ်တော်အေကမနေ့ကညနေပိုင်းမှာထုတ်ပြန်ထားပါတယ်။အဲ့ဒီထုတ်ပြန်ချက်ထဲမှာအာဆာ RSO နဲ့အေရိုထိတိုက်ပွဲတွေဖြစ်ပွားပြီးတဲ့နောက်တင်စီရမရဲ့ လက်နက်ခရင်စစ်သုံးဆောင်ပစ္စည်းတွေကစစ်ကောင်မရှင်နဲ့အင်းမင်းချင်းတဖက်နိုင်ငံကစစ်သွေးကြဝါရကိုအပေးအမြောက်ပြုနေတဲ့အတင်းပြတ်ဘင်္ဂလားဒေ့ရှ်နေချာဆောင်တက် BGB ကအရာရှိအချို့ငွေကြေးရယူပြီးချောင်းပေးတာ ထောက်ပံ့ပေးတာဖြစ်နိုင်တာကိုတွေ့ရှိရတယ်လို့ဆိုပါတယ်။ဒါအပြင်အာဆာ RSO အဖွဲ့တွေပြုလုပ်နေတဲ့စစ်ရေးလှုပ်ရှားမှုနဲ့စစ်စင်ရေးတွေဟာစစ်ကောင်မရှင်နဲ့လက်ဝါရှင်ရှိုက်ကာ ဟန်ကျန်ကြီးဆောင်ရွက်နေတဲ့အပေးယူတစ်ခုဖြစ်တယ်လို့အေကသုံးသပ်ထားတဲ့အပြင်အကျဉ်းပြတ် BGP အချို့နဲ့အရာရှိအချို့ကူညီပံ့ပိုးမှုတွေပါဝင်နေတယ်လို့အေကပြောပါတယ်။အဲ့ဒီအကျဉ်းပြတ် BGP တပ်ဖွဲ့ဝင်အချို့ဟာအစိုးရစစ်သေးကြောင်းဝါရကိုအပေးအမြောက်ပြုံးမှုတာမက အာခါတက်တော်နဲ့တိုက်ပွဲဖြစ်ပေါ်ရမှာဒဏ်ရာရကြဆောင်ခဲ့တဲ့အဆအလောင်းတွေကိုဝိုင်းကူထမ်းပိုးပေးခြင်း၊ဆေးဝါးကူတာပေးခြင်း၊ရဲခါနဲ့လက်နက်ခဲယံထောက်ပံ့ပေးတာတွေ ဝင်ရင်ကင်းထောက်တန်တဲ့ရေရာတွေကိုအသုံးပြုပြီးပန့်ဖို့ကူညီပေးနေတယ်လို့အေကထုတ်ပြန်ထားတာပေါ့အခုလိုဖြစ်စဉ်တွေကိုဘင်္ဂလားဒေ့ရှ်ဂျားဖြတ်အစိုးရအနေနဲ့အရေးယူထိန်းချုပ်မှုမရှိဘဲရခိုင်အတိုင်းပဲဆက်လက်လက်လွတ်ပေးထားမယ်ဆိုပါကနှစ်ဖက်နေဆက်တင်ရင်လုံခြုံရေးဆက်ဆံရေးနဲ့နှစ်ဖက်ချုပ်ချင်းမှုတွေကိုဆိုးဝါးကြောင်ထိခိုက်လာစေနိုင်တယ်လို့အေကသတိပေးထားပါတယ်ဒါအပြင်ဘင်္ဂလားဒေ့ရှ်ဂျားဖြတ်အစိုးရကထိန်းချုပ်မှုမရှိဘူးဆိုရင် ဘင်္ဂလားဒေ့ရှ်စစ်တပ်အထက်မှအကြမ်းဖက်အားပေးသူတွေအုပ်စုဟာအင်အားကြီးပြီးဘင်္ဂလားဒေ့ရှ်နိုင်ငံမှာတမက နေဆန်းနဲ့အာဆီယံဒေသတွင် လုံခြုံရေးတည်ငြိမ်ရေးကိုပါချိန်ချောက်လာနိုင်တယ်လို့အေကထောက်ပြထားပါတယ်။ဆက်လက်ပြီး Starline တုံးတဲ့အင်ကိုအင်အားသုံးဝင်ဖမ်းခဲ့တဲ့ MDY PDF ပြည်သူတွေရဲ့ဝေဖန်မှုမြင့်တက်နေတဲ့တဲ့မှာ MDY PDF ထိရှုပ်ထားတဲ့နေမြေတစ်ခုမှာ Starline အသုံးပြုတဲ့အင်ကိုအင်အားသုံးဝင်ဖမ်းခဲ့တဲ့အတွက်အဲ့ဒီအဖွဲ့ဟာပြည်သူတွေရဲ့ဝေဖန်မှုကိုခံနေရပါတယ်။ ဒီနေ့မှာရှင်လွင်အမြင်ရှိတဲ့ Facebook account တစ်ခုကနေ MDN PDN နဲ့မိသားစုတစုပြဿနာဖြစ်ပေါ်နေတဲ့ဗီဒီယိုကိုတင်ခဲ့ပြီးအဲ့ဒီဗီဒီယိုထဲမှာ MDN PDN တပ်ဖွဲ့ဝင်10ဦးကျော်ဟာမိသားစုတစုကို Starlink ကိုအခြားသူတွေအားပြန်လည်ငှားရမ်းတုံ့ဆွမှုပြုနေလို့လာရောက်ဖမ်းဆီးတာဖြစ်တယ်ဆိုပြီးပြောကြားထားတာကိုတွေ့ရပါတယ်။အဲ့လိုလာရောက်ဖမ်းဆီးသူတွေအထက်ကအမျိုးသမီးချင်းမဲ့တဦးဟာကျမတို့ဟာအောက်တန်းကြတယ်လိုအပ်ရင်လက်ထိတ်ခတ်မှန် ဝတ်တရားနှောက်ချမှုနဲ့ခတ်ခိုင်းတာဆိုပြီးပြောကြားခဲ့ပါတယ်အခုလိုဖန်ဆင်းခံရတဲ့မိသားစုဝင်တွေကလည်းလူတက်မှုခိုးမှုကျွလွန်တာမဟုတ်တဲ့အတွက်ဖန်ဆင်းမှုကိုမခံနိုင်ဘူးလို့ပြန်လည်တုံ့ပြန်ခဲ့ပေမဲ့ MDY PD ရဲ့ရဲဘော်တွေကတော့အထက်ကညွှန်ကြားချက်ဖြစ်တာမို့လို့ဖန်ဆင်းရမယ်လို့ပြောတဲ့အပြင်စကားခွန်းတုံ့ပြန်ပြောခဲ့တဲ့သူတွေကိုပါဝတ်တရားနှောက်ချမှုနဲ့ဖန်ဆင်းမယ်လို့ချိန်ချောက်ခဲ့ပါသေးတယ်အခုဖြစ်စဉ်နဲ့ပတ်သက်လို့တော်လိုင်းရဲဘော်တို့ကသူ့ရဲ့လူမှုကွန်ရက်စာမျက်နှာမှာ ြဿနာအရင်းမြစ်တေချာမသိပေမယ့်အခုလိုကြေတော့မဖြစ်သင်မပြုတ်မှုတင့်မှုလိုပဲမြင်တယ်ပြည်သူရှစ်လျင်ကပြင်းတင်မယ်ပြည်သူမုန်းလျင်ပြတ်တုံမယ်လို့မှတ်ချက်ပြုထားပါတယ် MDL ပြည်ထက်ကရဲဘော်အချုပ်ရိုင်းပြစွာပြောဆိုမှုနဲ့အင်အားသုံးဖမ်းဆီးမှုတွေဟာစစ်တပ်နဲ့မခြားတော့ဘူးလို့မှတ်ချက်ပေးသူတွေရှိနေတဲ့အပြင်ကျူးလွန်ခံရတဲ့မိသားစုကို MDL ပြည်ထက်ကတာဝန်ရှိသူတွေအနေနဲ့တောင်းပန်တင့်ပြီးချင်းချောက်ပြောဆိုမှုနဲ့ပြုလုပ်ခဲ့တဲ့ရဲဘော်တွေကိုလည်းအရေးကြုံမှုနဲ့ပြုလုပ်တင်တယ်လို့ပြောဆိုမှုနဲ့ရှိနေပါတယ် အခုပြစ်စင်တဲ့ပတ်သက်လို့ပြည်သူတွေကိုတေချာမရှင်းပြပဲချင်းချောက်ပြောဆိုမှုနဲ့ပြုလုပ်တဲ့ MD1 PDF ရေးပေါ်ချုပ်ကိုအရေးယူမယ်လို့လည်းတာဝန်ရှိသူတွေကပြောဆိုထားပါတယ်။နောက်ထပ်ပြောပြပေးချင်တာကတော့ကိုရီးယားရှင်းဝင်တဲ့တိဆောက်တဲ့ဒလတရားကိုနိုင်ငံတော်ဘန်နာအသုံးပြုရလို့လိန်ပြောတဲ့မင်းအောင်လိုင်တင်းကိုတင်ပြပေးပါမယ်။ရန်ကုန်ဒလမြစ်ကူတရားစီမံကိန်းကိုကိုရီးယားနိုင်ငံရှင်းဝင်တဲ့ NLD အစိုးရလက်ထက်မှာစတင်တိဆောက်ခဲ့တာဖြစ်ပေမဲ့အနာဒိုင်းစစ်ကော်မရှင်ကောင်းဆောင်မင်းအောင်လိုင်က နိုင်ငံတော်ဘဏ္ဍာငွေကြောင်လုပ်ငန်း PCR ဖြစ်တယ်လို့ပြောလာခဲ့ပါတယ်။ပြီးခဲ့တဲ့အော်တိုဘာလ10ရက်ကမင်းအောင်လှန်ဟာမြန်မာကိုရီးယားနှစ်နိုင်ငံရှစ်ကြည်ရဲ့ဒလတဒါစီမံကိန်းတွေဟာပြမတဒါချိတ်ဆက်မှုကိုစက္ကလုံဖွင့်လှစ်ပေးခဲ့ပြီးတဲ့နောက်မှာအခုလိုပြောကြားခဲ့ရပါအဲ့ဒီတရားတိဆောက်ဖို့ကိုရီးယားနိုင်ငံကကိုညင်ပေးကြတာဖြစ်ပေမဲ့ဆောက်လုပ်ရေးလုပ်ငန်းကိုတရုတ်နိုင်ငံပိုင်း CCECC နဲ့ပူးပေါင်းထားတဲ့ China Civil Engineering Concentration Limited ကတာဝန်ယူတိဆောက်ကအခုနှစ်ကုန်ပိုင်းမှာ လွှဲပြောင်းပေးတော့မှာဖြစ်ပါတယ်မြန်မာကိုရီးယားနိုင်ငံရှစ်ကြည်ရဲ့ရှင်းဝင်တဲ့အဲ့ဒီတရားကို2018ခုနှစ်မှာစီမံကိန်းချပြီးရော2019ခုနှစ်မှာစတင်ဆောက်လုပ်ခဲ့တာဖြစ်ပါတယ်ဒါအပြင်တရားတိဆောက်ဖို့အတွက်ကိုရီးယားနိုင်ငံကရှင်းဝယ်အမေရိကန်ဒေါ်လာ159.833တန်းနဲ့မြန်မာဆိုရထစ်ဝင်ငွေတန်း30ကျော်သာပါဝင်ပါတယ်။မြန်မာကိုရီးယားရှစ်ကြည်ရဲ့ဒလတဒဟာအရှေ6128ပဲရှိပြီးတော့ တမလင်းကျိုးဆိုင်တရားမျိုးစားဖြစ်ကလေလံသွားတရားလည်းဖြစ်ပါတယ်ဒီတရားကြီးတိဆောက်ပြီးရင်တော့ရန်ကုန်နဲ့တလောက်ကိုလေကူစွာသွာလာနိုင်မှာဖြစ်ပေမဲ့တလားမြစ်ကိုသွာလာနေရဲ့ကတိုးတံပံတွေအလုတ်ရက်လာကြတာနဲ့လမ်းဘေးဈေးဆိုင်တွေပိတ်ထားရမယ့်အခြေအနေနဲ့ရင်ဆိုင်တွေအကြောင်းလဲလုံးလက်စားပစ်တွေကသူတို့ဝန်ရခက်ခဲမှာကိုတွဲပုံနေကြပါတယ်ဆက်လက်ပြောပြပေးမှာကတော့ယဒနာနဲ့ဇောတိကကစီမံကိန်းကနေတပွားတန်းွက်တွေတိုးထုတ်ဖို့ကြံနေတဲ့ထိုင်းခြေဆိုင် PTT EP ကုမ္ပဏီသတင်းကိုတင်ဆက်ပေးခြင်းပါတယ်။ထိုင်းနိုင်ငံခြေဆိုင် PTT EP International Limited ကရတနာနဲ့ဇော်တိကာတို့ကနေတပွားတန်းငွေတွေတိုးထုတ်ဖို့စစ်ကော်မရှင်နဲ့တွဲဆောင်ဆွေးနွေးမှုတွေပြုလုပ်ခဲ့တယ်လို့သိရပါတယ်။မနေ့ကစစ်ကော်မရှင်လက်အောက်ခံစွန့်ရင်ဝင်ကြီးဌာနပြည်ထောင်စုဝင်ကြီးဦးကိုကိုလွန်နဲ့ PTT EP International Limited အမှုဆောင်အရာကြီးချုပ်မွန်ထရီရာဝန်ရှန်ကူရိုနေပြော်မှာတွေ့ဆုံပြီးတော့အထက်ပါအတိုင်းဆွေးနွေးမှုတွေပြုလုပ်ခဲ့ရပါ အဲ့ဒီဆွေးနွေးပွဲမှာထွန်းနှုံကြနေတဲ့ယတနာနဲ့ဇော်တိကစီမံကိန်းတွေမှာတဘောတန်းငွေတွေကိုတုံမြင်ထုတ်လုပ်ဖို့ရအပါဝင်ကမ်းလွန်စီမံကိန်းအစ်စ်တွေဖော်ဆောင်နိုင်ဖို့အတွက်စာချုပ်တွေအမြန်ဆုံးချုပ်လို့ရဇော်တိကစီမံကိန်းကနေတူဖို့နေတဲ့တွန်းအစ်စ်တွေကနေလာမယ့်2026ခုနှစ်မှာတဘောတန်းငွေတွေကိုစတင်ထုတ်လုပ်ဖို့စစ်ကောင်ရှင်ဝန်ကြီးကိုကိုလွန်က PTT EP ကိုတိုက်တွန်းခဲ့ပါတယ်စစ်တကဒေါ်လာလွန်နေရောတွန်းထက်တွေအကုန်ထုတ်ဖို့ကိုအင်းနင်းချင်းနိုင်ငံတွေကိုအကုန်ပေးနေရပဲလေအခု PTT EP ကိုလည်းတပွားတန်းွဲတိုးထုတ်ဖို့ပြောတာကစစ်တပ်ကဒေါ်လာလိုချင်လို့ပြောတာပဲလို့စီဝိုင်းလည်းလာတုံးသက်သူတူကမှတ်ချက်ပြုပါတယ်။ဒါအပြင်လဲစစ်ထုတ်လို့ရမှာအတုံးပြုတ်ဖို့ရည်ရွယ်ပြီးဆောင်ရွက်နေတဲ့အောင်သင်္ခါစီမံကိန်းကိုလည်းလာမယ့်နှစ်ထောင်ဆယ်ချစ်ခုနှစ်မှာပထမဦးဆုံးတပွားတန်းွဲစတင်ထုတ်လုပ်နိုင်ဖို့အတွက်စာချုပ်တွေအ мян ချုပ်ဆိုပြီးတော့ကိုကိုလွင်က PTT EP International Limited ကိုအသေးအတန်ပြောခဲ့ပါသေးတယ်။အဲ့လိုစီမံကိန်းတွေအပြင် ကမ်းလွန်စီမံကိန်းအသစ်တွေနဲ့ရင်းနှီးမြှုပ်နှံမှုအခွင့်အလမ်းတွေရှိနေတဲ့တလင်တာရီတိုင်းကမ်ပေါ့ဒေတာကနေထိုင်းနိုင်ငံကို LNG တန်းငွေတွင်သွင်းတူလောင်ဖြန့်ဖြူတဲ့လုပ်ငန်းတွေမှာပါ PTT EP International Limited ကိုရင်းနှီးမြှုပ်နှံမှုကိုကိုလွန်ကတိုက်တွန်းခဲ့ပါတဲ့မြန်မာနိုင်ငံမှာရင်းနှီးသဘောတန်းငွေကဏ္ဍမှာရင်းနှီးမြှုပ်နှံထားတဲ့ PTT EP ဟာပြည်တွင်းကနေထွက်တဲ့ရင်းနှီးနဲ့သဘောတန်းငွေကြောင့်နှစ်စဉ်အမေရိကန်ဒေါ်လာ1ဘီလီယံလောက်ရရှိနေရလဲဖြစ်ပါတယ်ပြည်တွင်းထက်ကနောက်ဆုံးသတင်းအနေနဲ့လူမှုကွန်ရက်မှာ လူတကာကိုတိုက်ခိုက်နေတဲ့သမီးဆိုလေစိတ်မှာစစ်တဲဖန်ဆင်းမှုကိုခံခဲ့ရတဲ့အကြောင်းပြောပြပေးပါမယ်။လူမှုကွန်ရက်ပေါ်မှာစစ်ကွန်ရှင်ခေါင်းဆောင်တဲ့ဇနီးတွေစစ်တဲလုံခြုံရေးတပ်ဖွဲ့ဝင်တွေရုပ်ရှင်တရုပ်ဆောင်တဲ့ online ဆက်လီတွေကိုတိုက်ခိုက်နေတဲ့သမီးဆိုဟာဒီနေ့ရန်ကုန်အပြည်ပြည်ဆိုင်ရာလေစိတ်မှာစစ်တဲဖန်ဆင်းခြင်းကိုခံခဲ့ရတယ်လို့သိရပါတယ်။အခုလိုဖန်ဆင်းထင်းထင်းခံလိုက်ရတာအမေရိကန်နိုင်ငံမှာနေထိုင်ခြင်းလူတကာကိုဝေဖန်တိုက်ခိုက်မှုတွေတမကစစ်ကွန်ရှင်အတိုင်းဝိုင်းနဲ့သူတို့ရဲ့မိသားစုဝင်တွေကို စောကားခဲ့တဲ့အတွက်စစ်တကဖမ်းဆီးရဖြစ်တယ်လို့စစ်တပ်ဝါဒဖရန့် Telegram Channel မှာဖော်ပြထားပါတယ်။ဒါအပြင် ပြီးခဲ့တဲ့အောက်တိုဘာလ6ရက်နေ့ကလည်းတမီးစွန်းနဲ့ပြဿနာတွေဖြစ်ပေါ်ခဲ့တဲ့ online ဆက်လက်အတင်ကိုကိုဆိုသူကပြည်ဦးနယ်မြို့မရဲစခန်းမှာဆက်သွေးဥပဒေပုံမှန်66ကားအကြီးနဲ့အမုံဖွင့်တိုင်ကြားထားတဲ့အတွက်ပြပထွက်ခွာဝင်ပိတ်ပင်လိုက်တာဖြစ်ပါတယ်။သူရဲ့ပြောဆိုမှုတွေဟာမကြာခဏဆိုသလိုပြင်းထန်တဲ့စကားလုံးတွေရိုင်းဆိုင်တဲ့အတုံးလုံးနဲ့ပုပ်ကွေးဂုံတိတ်ခါထိခိုက်စေနိုင်တဲ့ အကြောင်းအရာတွေပါဝင်တဲ့အတွက်လူမှုကွန်ရက်အသုံးပြုသူတွေရဲ့အမြဲထွန်းမှုကိုခံရသူတဦးလည်းဖြစ်ပါတယ်။အေသင်ကိုကိုရဲ့အမုန်းဖွင့်မှုကြောင့်သမီးဆိုးအဖမ်းခံရတာဖြစ်တယ်လို့စစ်တပ်ဝါဒဖြန့်သူတွေကပြောနေပေမဲ့ဘယ်ပုံမှန်တွေနဲ့အရေးယူထားသလဲဆိုတာကိုတော့စစ်ကော်မရှင်ကတရားဝင်ထုတ်ပြန်တာမျိုးမရှိသေးပါဘူး။သမီးဆိုးဟာအမေရိကန်နိုင်ငံမှာနေထိုင်စဉ်စစ်ကော်မရှင်ကိုဝေဖန်မှုတွေလောက်ခဲ့ပူတာအပြင်တော်လင်းလောက်ကန်နေသူတွေကိုလည်းပုတ်ခတ်ပြောဆိုမှုနဲ့ပြုလုပ်ခဲ့သူပါ။ သူ့ကိုထောက်ခံသူတွေရှိတယ်လို့သူ့ရဲ့ဂျိုင်းပြတဲ့ပြောဆိုမှုတွေကြောင်းပြင်းထန်စွာဝေဖန်ကန့်ကွက်သူတွေလည်းအများပြားရှိပါတယ်။နောက်ဆုံးပြပသတင်းကတော့ပါကစ္စတန်နဲ့တာလီဘန်တို့တိုက်ပွဲတွေပြန်လည်ဖြစ်ပေါ်လာတဲ့အကြောင်းပါ။ပါကစ္စတန်နဲ့အာဖဂန်နစ္စတန်နေဆက်မှာပါကစ္စတန်စစ်သားတွေနဲ့တာလီဘန်တပ်ဖွဲ့တို့ထိတွေ့တိုက်ပွဲတွေပြန်လည်ဖြစ်ပေါ်လာတယ်လို့ CNN သတင်းဌာနကဖော်ပြထားပါတယ်။ပါကစ္စတန်ကကပူးကိုလေကြောင်းတိုက်ခိုက်ခဲ့ပြီးနောက်မှာနေဆက်တင်းမာမှုတွေအမြင့်ဆုံးရောက်ရှိခဲ့ပြီးတော့ တာလီဘန်ကပါကစ္စတန်ရဲ့စခန်း၃ခုကိုသိမ်းပိုက်ခဲ့လို့ကြေညာခဲ့ပါတယ်။မနေ့ကညနေပိုင်းမှာပါကစ္စတန်နဲ့အာဖဂန်နစ္စတန်နဲ့ဇက်၆မှာရှိတဲ့စစ်ရင်နေရာ၆ခုတည်းအမင်းမှာထိကျွတ်တိုက်ပွဲတွေဖြစ်ပွားခဲ့ရလို့နှစ်ဖက်လုံခြုံရေးအရာရှိတွေကအတည်ပြုခဲ့ပါတယ်။အခုတိုက်ပွဲတွေဟာပါကစ္စတန်ကအာဖဂန်နစ္စတန်ရဲ့လေပိုင်နဲ့အထက်ကိုအခုသတင်းပတ်မှာရှို့ဖောက်ဝင်ရောက်ပြီးတော့ကပူးမြို့ကိုလေကြောင်းတိုက်ခိုက်ခဲ့ခြင်းအပေါ်တာလီဘန်တွေကလက်တုံးပြန်လာလဲဖြစ်ပါတယ်။ အာဖဂန်နစ္စတန်ကာကွယ်ဝင်ကြီးဌာနရဲ့ပြောရေးဆိုခွင့်ရှိသူအနေရောတူလက်ကော့စမီကသူတို့စစ်စင်ရေးကညတကောင်ရံမှာပြီးဆုံးခဲ့ပြီးတော့ပါကစ္စတန်ဘက်ကနေဇက်စကန်၃ခုကိုတိမ့်ပိုက်နိုင်ခဲ့တယ်လို့ကြေညာခဲ့ပါတယ်။ပါကစ္စတန်ဘက်ကလည်းအာဖဂန်နစ္စတန်ဘက်ကစကန်တွေကိုများစွာဖျက်ဆီးခဲ့တယ်လို့တုံ့ပြန်ခဲ့ပါတယ်။အာဖဂန်နစ္စတန်ရဲ့တာဝန်ရှိသူတွေကတော့ပါကစ္စတန်အနေနဲ့နောက်ထပ်လေပိုင်လက်ကိုထပ်မံချိုးဖောက်လာပါကပြင်းထန်တဲ့တုံ့ပြန်မှုတွေပြုလုပ်သွားမယ်လို့လည်းထပ်မံသတိပေးခဲ့ပါတယ်။ပါကစ္စတန်အနေနဲ့အာဖဂန်နစ္စတန်ကိုလေကြောင်းတိုက်ခတ်ခဲ့တာဟာ အာဖဂန်နစ္စတန်ရဲ့တာလီဘန်အစိုးရကပါကစ္စတန်တာလီဘန်စစ်သွေးကြတွေကိုခေလုံးဝင်ပေးခဲ့တဲ့အတွက်ကပူးမှာရှိတယ်လို့ထင်ရတဲ့ TTP စစ်သွေးကြခေါင်းဆောင်ကိုပြစ်မှတ်ထားတာဖြစ်တယ်လို့လည်းပြောခဲ့ပါတယ်။ MBA ရဲ့တနစ်တာထူးခြားတဲ့သတင်းတွေကိုတင်ဆက်ပေးခဲ့ရပါ။ MBA တင်ဆက်မှုတွေကိုအဆုံးထိကြည့်ရှုပေးသူအားလုံးနဲ့တကွဝေရောက်မှတ်ချက်ပြုပေးသူအားလုံးကိုလည်းအထူးပဲကျေးဇူးတင်ရှိပါတယ်။မြန်မာပြည်သူပြည်သားအပေါင်းကိုစိတ်နှပြချမ်းသာရှမ်းသာပြီးဘဝအမောတွေပြေကြပါစေခင်ဗျာ။